အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့အာဟာရဓာတ်ပြည့်ဝပြီးအရသာချူချူစိမ့်စိမ့်နေတဲ့စားလို့ကောင်းတဲ့ကစုံစနိုးပူတင်လေးလှူစားပေးပါရရှင်ကစုံဦးအသေးရှင်လုံးသုံးထားပါရရှင်အလေးချိန်အားဖြင့်တော့50တန်နီပါခန့်ရှိပါတယ်ပထမဆုံးရေစိတန့်စင်ထားတဲ့ကစုံဦးဒီကိုရေထည့်ပြီးတော့နိုင်ဝက်လောက်ပြုတ်ထားပေးလိုက်ပါမရှင်နိုင်ဝက်လောက်ပြုတ်ပြီးသွားပြီဆိုရင်တော့ကစုံဦးလေးညှိုးသွားပါပြီ ခွန်ထွာထားတဲ့ကစုံအမျိုးတွေကို အားလုံးချိန်ညက်သွားအောင်လို့ခြေထားပြလိုက်ပါမယ်ရှင်။ကစုံမှာဆိုရင်အာဟာရတိတိကျဲဝစာပါဝင်ပါလေရှင်။ဒီမှာပိုတက်ဆီယမ်လိုတတ္ထုဓာတ်တွေကျဲဝစာပါပြီးတော့သွေးလက်ပတ်မှုကိုကောင်းစေလို့သိရပါတယ်။အမြင်တွေ့လေကျဲဝစာပါတဲ့အတွက်ကြောင့်ကိုယ်လေးချင်းကိုယ်လေးထိန်းညှိပေးပါတယ်။ ပြီးတော့ဒီခရမ်းရောင်ကစုံဥမှာဆိုရင်အာဟာရဓာတ်လေးကျွဲဝပြီးတော့ဓာတ်တိုးဆန့်ကျင်အားနည်းပင်ရှိတဲ့ antioxidant လေးကျွဲဝစွာပါလို့အသက်အရွယ်အကြောင်းဖြစ်တဲ့မျက်ညံရိုးရိုးမှုကိုလည်းလျော့ပါစေနိုင်ပြီးဦးနှောက်ရဲ့လှုပ်ဆောင်မှုကိုလည်းတိုးတက်ကောင်းမှုစေနိုင်တယ်လို့လေ့လာမှုတွေအများသိရှိရပါပါရှင်။ကစုံဥပြုထားတာတွေအားလုံးကြည်ညာအောင်ခြေပြီးသွားပြီဆိုရင်တော့သူ့ထေကိုအချိုရတာအတွက်တကားကို ထမုံစားစုံနဲ့ငါးစုံစားထည့်ပါမယ်ရှင်။ ပြောင်းပုံမှုကိုတော့ထမင်းစားစုံနဲ့ငါးစွန်းစာမမောက်ထုတ်လိုက်ပါမယ်။ချိုရတာလေးလေးပင်ပင်ဖြစ်သွားအောင်လို့စားလက်ခတ်စားစုံတော့ဝတ်ထည့်ပါလေ။ပြီးရင်တော့နွားနို900မီလီမီတာကိုထည့်ပြီးတော့အားလုံးတတ်မှတ်သွားအောင်လို့ညွှန်ပြလိုက်ပါမယ်ရှင်။ဒီနေရာမှာနွားနို့အစာ အုံးလို့ထည့်ပြီးရောလုံးမယ်ဆိုရင်လည်းရပါတယ်နော်။ ။အရင်တော့ဒီကစုံဦးငါနုနဲ့ပါဝင်ပစ္စည်းအားလုံးကိုအားလုံးပြောင်းဝင်သွားပြီးတော့တမတော်အောင်လို့တိတိချာချာလေးမှုပြလိုက်ပါမယ်ရှင်။ဒီလုံမြလီရဆိုရင်လုံရတာလည်းလွယ်ပူပြီးတော့စားလို့လည်းအရန်ကောင်းပါလေ။သူ့ရဲ့ရတာလေးကချူချူစင်းစင်းလေးနဲ့အနံ့လေးကလည်းမှုပြီးတော့စားလို့ကောင်းပါလေရှင်။ကဲမွေလာပေးရင်လည်းပါဝင်ပစ္စည်းအလုံးလေးပြောင်းဝင်သွားပြီးခုလိုနေထားလေးရောက်ပြီဆိုရင်တော့သူ့ကိုကျူးမဲ့ဦးလေးတွေကိုပြောင်းပြီးတော့ထည့်ထားပေးလိုက် ေးရင်တော့သူ့ကိုမီးဘိုးကမှတင်ပြီးတော့မီးအလဲအလက်လေးနဲ့ကြိုပေးတာရမယ်ရှင်။ကျားတော့မဟုတ်ဘူးကြိုပေးတဲ့အချိန်မှာလည်းအဆက်မပြတ်သေးတော့မှုလို့လိုအပ်ပါလိမ့်ရှင်။တကယ်လို့မမွှေးပဲထားမယ်ဆိုရင်ဦးအောင်ချီမှာကပ်ပြီးတော့တူးသွားတတ်ပါလေ။ဒါကြောင့်မလို့မီးကိုလည်းအလဲအလဲလေးနဲ့ထားပြီးတော့အဆက်မပြတ်လေးမှုပေးနေလိုက်ပါမယ်။ဒါကတော့15မိနစ်လောက်ကြိုပေးပြီးအနေထားလေးပါရှင်။ ခုလိုခက်ပြစ်ပြစ်အနေထားလေးရောက်လာပြီဆိုရင်တော့သူ့ထဲကို ထောပက်ကို ထမင်းစားစွန်းနဲ့တစွမ်းစာမောင်မောင်ထည့်ပေးလိုက်ပါမယ်။အခုလိုထဲပက်လေးထည့်ပြီးတော့ကြိုပြီးလိုက်တဲ့ခါကျတော့မိုးဝဲအနံကလည်းထောပက်နဲ့တင်းတင်းလေးနဲ့မုတ်သားရဲ့အယောင်ကိုလည်းပူပြီးတော့လှစီပါလေ။အဲ့တော့မီးအလဲလေးနဲ့ပဲနောက်ထပ်10မိနစ်လောက်ထပ်ပြီးတော့ကြိုသွားပေးလိုက်ပါမယ်နော်။ ကြားရချူလာပေးလိုက်တာမုတ်သားလေးကလည်းအခုလိုတော်တော်လေးပြစ်ပြီးတော့အောက်ကိုအလွယ်တူပြုတ်မကျတော့တဲ့အနေထားလေးရောက်ပြီဆိုရင်တော့မီးလေးပိတ်လိုက်ပါမယ်ရှင်။ပြီးရင်တော့အေးခန့်မဲ့ခွက်လေးတွေကိုစီလေးအနေနဲ့ထည့်ပြီးတော့တုတ်ထားပေးလိုက်ပါမယ်။ဒီမုတ်ကိုထည့်ပြီးတော့အေးခန့်လေးပြန်ထုတ်တဲ့အခါမှာအောက်မှာကတ်မသွားအောင်လို့ခုလိုစီလေးတုတ်ပြီးပါတယ်ရှင်။စီကိုတော့ဒီအောက်ခြေရောဘေးပက်ပက်လေးကအကုန်လုံးနှံ့အောင်လို့တုတ်ထားပေးလိုက်ပါမယ်။ ။ဒီရနဲ့ခုနကကြိုထားတဲ့မုန်းနှစ်ရည်ကို အေးခံမဲ့ဗန်းလေးတဲကို လောင်းထည့်ပေးပြီးတော့မျက်နှာပြင်လေးတွေကိုညီသွားအောင်လို့လက်ပြီးရညှိထားပေးလိုက်ပါမယ်နော်။အေးခံပြီးပြန်ထုတ်တဲ့အခါမှာလည်းအထဲမှာလေးကူတာမျိုးမဖြစ်အောင်လို့မုန်ပန်းလေးကို၃လေးချက်လောက်ပြုလို့ရေဆောင်ပြီးတော့အခန်းပူချိန်မှာပဲလုံးဝအီးသွားတဲ့ထီအောင်လို့အေးခံထားပေးလိုက်ပါမယ်။ဒါဆိုရင်တော့လုံးဝအီးသွားပြီပေါ့နော်။ဒါဆိုရင်တော့ကစုံစုံကိုတွင်းလေးကတော့ရပါပြီ။ ပြီးရင်တော့ခုစိတ်ကြိုက်ပုံစံလေးလှီးဖြတ်နိုင်ပါတယ်။ကျွန်မကတော့ခုလိုမျိုး၄ထောင်အတုံးချီချီလေးတွေလှီးထားပေးလိုက်ပါတယ်ရှင်။ဒီနေထားလေးမှာစားမယ်ဆိုရင်လည်းရပါတယ်နော်။ကျွန်မကတော့အရန်သားလေးပို့ပြီးတော့စိတ်စိတ်လေးစားချင်တာမို့သူ့ကိုနှုတ်မုံလေးနဲ့ကတ်ထားပေးလိုက်ပါတယ်။ကဲလို့နှုတ်မမဆိုင်ဘူးဆိုလို့ရှိရင်လည်းဒီနေရာမှာပုံဒီမောက်တာမှမဟုတ်ပုံဒီကိုချစ်ပြီးတော့ကက်ပြီးစားမယ်ဆိုရင်လည်းရပါတယ်ဒါကတော့မီးဆိုင်နဲ့တက်တယ်လို့စားတော့နိုင်ပါရှင့် ဒါဆိုရင်တော့အာဟာရပြည့်ဝပြီးစားလို့လည်းကောင်းတယ်။ကစုံဦးစနိုးပူတင်လေးရပါပြီရှင်။လောက်ရတာလည်းလွယ်ပူပြီးစားလို့လည်းကောင်းတယ်။အချူပွဲလေးတင်လို့ဖြစ်လို့လုံစားမှုသေးရှင်တစ်ခါတော့လုံစားကြည့်ပါနော်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပြီရှင်။ဒါဆိုနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ပြီးတွေ့ကြမယ်နော်။